ပေးတော့လို့အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်အန်ခင်မူပါဆိုတော့ဒီနေ့အစီအစဉ်မစခင်မှာထုံးစံနိုင်မဲ့ channel subscribe လုပ်ဘေးနာအကောင်းလောက်နှိပ်ပြီးတော့ဒီနေ့ရုပ်ရှင်လဲ VPN လေးတည်ကြပါဖွင့်ကြည့်ပေးကြပါဦးလဲမေတ္တာရက်ခံရင်းနဲ့ဒီနေ့မှာကတော့နေဝင်မီးငိမ့်တာနဲ့အပြင်ထွက်လို့မရတဲ့မြို့တကယ်ကောင်းတဲ့ series ပါ from season 1လဲပြီးသွားပြီ season 2ကလည်းမနေ့ကတပိုင်းပြီးပြီဆိုတော့နောက်ထပ်တပိုင်းဒီနေ့မှာကျွန်တော်အတူတူခန်းစားကြည့်ရှုလိုက်ကြအောင်ပါခင်ဗျာအဲ့တော့ရှေ့ကပိုင်းမှာတော့မြို့တဲကိုအတိရောက်လာတဲ့လူတွေဟာ ီမျိုးမှာမကောင်းဆိုးရွားတွေရှိနေစွာကိုနားလေလက်ခံသွားပြီဖြစ်ပါတယ်။ဘွိုက်လည်းတော်တွေကနေလွတ်လာပြီးတော့မြို့ကိုပြောင်းလာသလိုဂျင်းတို့တပ်ပီသားတို့လည်းအသက်ရှင်နေပါတယ်။ဘွိုက်ကတော့မာတင်ကြောင့်သူသွေးထဲမှာတစုံတစ်ခုရှိနေတာကိုသိလိုက်ရပါပြီ။ဘွိုက်ကမြို့ထဲကိုပြောင်းလာပြီးတော့အဲလစ်ကသူ့အဖေကိုဘာတွေတွေ့ခဲ့လဲဆိုတာမေးနေပါတယ်။အဖေတစ်ပင်နဲ့ဝင်သွားပြီးတော့ဆာရာဘယ်ရောက်သွားလဲအသက်ရှင်နေသေးလားလို့အဲလစ်ကမေးပေမဲ့ဘွိုက်ကတော့ "तू မသိဘူး"လို့ပဲပြောပါတယ်။ဘွိုက်ကတစ်ပင်နဲ့ဝင်သွားပြီးတဲ့နောက်မာတင်နဲ့တွေ့ခဲ့တဲ့အကြောင်းကိုသူ့သားကိုပြောမပြပါဘူး။ ။ Alice ကလည်း Boyd တစုံတရာကိုဖုံးကွယ်ထားတယ်ဆိုတာကိုသိနေပါတယ်။ Alice ကအဖေအိမ်ပြန်နိုင်မယ့်လမ်းကိုရှာမယ်။ဒါမှမဟုတ်အဖေတခုခုတွေးအောင်ရှာမယ်ဆိုပြီးတော့တော်တယ်ဝင်သွားတာလေးလို့ပြောပါတယ်။ခုကျဘာမှထူးမလာဘူးလားလို့မေးပြီးတော့ရုပ်တရက်ဒေါသထွက်လာတဲ့ပုံပေါက်နေတဲ့အတွက် Boyd ကသူ့သားကိုဘာဖြစ်နေရလဲလို့မေးလိုက်တာပါ။ Alice ကဖာတီမာမနေ့ညတော်တော်စိတ်ထိခိုက်ပြီးတော့စိတ်လွတ်နေတဲ့လိုမျိုးဖြစ်နေရတယ်လို့ပြောလိုက်ပါတယ်။ဒီနေ့မှအတီငိန်ဆုံးနဲ့သူများတွေကိုအကူအညီနိုင်ဆုံးဖြစ်တဲ့ဖာတီမာတော်မှအခုလိုတွေဖြစ်နေပြီဖြစ်တဲ့အတွက် Alice ကအနာကိုစိတ်ပူလို့နေတာပါ။ ဲ့ဒါနဲ့ဘွိုက်ကဖာတီမာကိုစိတ်ပြေလက်ပြဖြစ်အောင်ထားဖို့နဲ့ငါတို့တူတူအိမ်ပြန်ကြမယ်လို့သူသားကိုအားပေးလိုက်ပါလေဒီနေ့ကငါတို့အနိုင်သွားမှာကိုလက်မခံဘူးလို့ဘွိုက်ကပြောလိုက်ပြီးတော့သူတို့သားဖားနှစ်ယောက်ဖတ်လိုက်ကြပါလေဘွိုက်ကအဲလစ်နဲ့ဖာတီမာတို့လက်ထပ်ကြမှာကိုတည်သွားပြီဖြစ်ပြီးဖာတီမာကိုပိုကောင်းတဲ့လက်စွပ်ပေးဖို့သူသားကိုပြောလိုက်ပါလေအဲနောက်ဒဗီသားလည်းမြို့ထဲကိုပြန်အောင်လာပြီးတော့ဒဏ်ရထားတဲ့ဂျင်းကိုခရစ်စတီယာဈေးကူပေးနေပါလေဂျင်းကအိမ်ပြိုကျတာကြောင့်နိုင်ယုံ၃ချောင်းကျိုးသွားပြီးတော့တိတ်ပြီးတော့မလှုပ်နိုင်သေးပါဘူး ဂျင်းကတပီသားကိုငါမင်းကိုတေးသွားပြီထင်နေရလို့ပြောလိုက်ပြီးသူစနီးကိုအသက်ရှင်လျက်ပြန်မြင်လိုက်ရတဲ့အတွက်ဝမ်းသာနေပါလေတပီသားကဂျင်းကိုဖြောင်းပြနေပြီးတော့ဝါကျိုးတွေကဘာနဲ့မှဆက်မထားကြောင်းပြောပြနေပါလေဝါကျိုးတွေကဒီတိုင်းတွဲလောင်းကြနေတာဖြစ်ပြီးတော့လျှက်စစ်တွေဘယ်ကလာလဲဆိုတာမသိသေးဘူးလို့ပြောပြပါလေအဲနောက်တပီသားကလေးတွေကိုမနှက်စာကြွေးဖို့အတွက်ထွက်လာခဲ့ပါလေတဖက်မှာရန်ဒဲနဲ့ဒေါ်နာတို့ကပြဿနာတက်နေကြတာပါရန်ဒဲကသူ့မှာပါလာတဲ့တနတ်ကိုယူနေပြီးတော့မကောင်းဆိုးဝါးတွေကိုရင်ဆိုင်မယ်လို့ပြောနေပါလေ ဘဝိုင်းလေသူတို့စီရောက်လာပြီးတော့ဒီမြို့ကလူတွေမှာတနက်ကန်ဝင်မရှိဘူးငါစည်းကမ်းထုတ်ထားလို့ပြောလိုက်ပါတယ်ရန်တဲကလက်မခံတဲ့အတွက်ဘဝိုင်းလေဒေါသထွက်သွားပြီးတော့ငါခုတော်စိတ်မရှိဘူးဖြစ်နေတယ်မင်းငါထုတ်ထားစည်းကမ်းကိုမကြိုက်ရင်မေးရိုက်ဖဲကိုယူပြီးတော့တော်တင်သွားနေလို့ပြောလိုက်ပါတယ်အဲ့လိုမနေချင်းဒေါနာပြောတာကိုနားထောင်လိုက်လို့ပြောလိုက်တဲ့အတွက်ရန်တဲလည်းသူ့တနက်ကိုချခဲ့လိုက်ပါတယ်အဲ့တော့မတော့ဘဝိုင်းကဂျန်တဲ့လူတွေကိုခမောင်းသိချင်တာအကုန်လုံးကျုပ်တို့ဖြေးပေးမယ်ဒါပေမဲ့ကျုပ်တို့အကုန်စည်းလုံးမှာအသက်ရှင်နိုင်မှာလို့ပြောလိုက်ပါတယ်တပိသားတော့သူကလေးတွေကိုဓမင်းစားခဲ့မှာ မနက်စာလာကျွေးနေပြီးတော့အီသန်ကသူဗစ်တာနဲ့သွားတွေးလို့ရမလားလို့မေးနေပါတယ်။ဒဗီတာကတျံချန်းကိုကျမတို့ကိုတော်နဲ့ကပစ္စည်းတွေယူလို့ရမလားလို့မေးလိုက်ပြီးကျမတို့ပစ္စည်းတွေရောအဝတ်အစားတွေအကုန်လုံးအိမ်ပြိုတယ်ထဲပါသွားလို့ပါလို့ပြောလိုက်ပါတယ်။တျံချန်းကဒဗီတာတို့မိသားစုသူတို့နဲ့အတူလာနေဖို့ခေါ်လိုက်ပါတယ်။ဒိုနာခရစ်စီနဲ့စီးဆက်ထားတဲ့ကောင်မလေးရောက်လာတာကြားပြီးလာလို့ဘွိုက်ကိုမေးလိုက်ပါတယ်။ဘွိုက်ကငါတို့ရိတ်ခါချင်းနေဘလို့ရှိလဲလို့ဆိုလိုက်တော့ဒိုနာသိမကောင်းလို့ပြန်ပြောပါတယ်။သူတို့ဆိုင်ထားတဲ့ကောက်ပဲသီးနှံတွေတဝက်လောက် မုံတိုင်းကြောင့်ပျက်စီးသွားပြီးတော့အခုကနောက်ထပ်လူ20လောက်လည်းထပ်တိုးလာတဲ့အတွက်သူတို့တွေရိတ်ခါပိုလိုလာပါပြီဓမ္မမကန်ဒီကတော့တောထဲမှာကြက်တို့စိတ်တို့လိုမျိုးဒရိတ်ဆန်နေဖမ်းဖို့အတွက်ထောင်သားတွေထောင်ချောက်တွေကိုစစ်ကြည့်နေပါတယ်အဲလစ်ကလည်းကန်ဒီကိုလိုက်ကူရင်းနဲ့ဖာတီမာအတွက်တော်ပန်းလေးတွေခူးနေခဲ့ပါတယ်အဲချိန်မှာပဲသူတို့တွေတချင်းတန်တစ်ခုကိုကြားလိုက်ရတာကြောင့်အဲ့နေရာမှာလိုက်ရှာရာမာတို့မိန်းကလေးတယောက်ကိုတွေ့လိုက်ရပါတယ်သူဖုန်းကနေတချင်းတန်ထွက်နေတာဖြစ်ပြီးအဲ့ဒီမိန်းကလေးကတော့ကယ်လီဖြစ်ပါတယ် ကယ်လီရဲ့နှစ်ဖူးမှာတန်ချောင်းတစ်ချောင်းစိုက်နေပြီးတော့အဲ့တန်ချောင်းကတစ်ပင်မှာစိုက်နေတာလည်းပဲဖြစ်ပါတယ်။ကန်ဒီတို့ကသူ့ကိုသေနေပြီလို့ထင်နေပေမဲ့ကယ်လီကရုတ်တရက်သတိပြန်ရလာခဲ့ပါတယ်။အဲ့ဒါနဲ့ကန်ဒီလည်းခရစ်စတီကိုချက်ချင်းပဲပြေးခေါ်ပါတော့တယ်။ဗီတာကတော့ကိုလိုနီအိမ်ကြီးကသူ့ခန်းကိုပြောင်းလာပြီးတော့ဂျိတ်ဝင်မွေထားလို့သူ့ခန်းရှုပ်ပွားနေတာကိုမြင်လိုက်ရပါတယ်။ဒါပင်ပစ္စည်းတစ်ခုလည်းပြောင်းနေတဲ့အတွက်ဂျိတ်ကိုလိုက်ပြီးတော့ရှာပါတော့တယ်။အဲ့ပစ္စည်းကတရောဖြစ်ပြီးတော့ဂျိတ်ကသူ့အိမ်မှာအဲ့ဒီတရောကိုထိုးနေတာပါ။ ဗီတာကဂျိတ်စီရောက်လာပြီးတော့အဲ့ဒါငါပစ္စည်းပြန်ပေးလို့ပြောလိုက်ပါတယ်ဂျိတ်ကတော့ဗီတာကိုမြင်တဲ့အတွက်ဝမ်းသာသွားပြီးတော့တရော့ကိုပြန်ပေးလိုက်ပါတယ်ဗီတာသူ့ခန်းထဲဝင်မှွေခဲ့တဲ့အတွက်ဒေါသထွက်နေပြီးငါခန်းကိုမလာနဲ့လို့ဂျိတ်ကိုဂျိမ်းပေါင်းလိုက်တာပါဂျိတ်ကအနောက်ကနေပြေးလိုက်လာပြီးတော့ခမားသေးပြီးထင်လို့ဝင်ကြည့်လာပါလို့ပြောလိုက်ပါတယ်ပြီးတော့သူမြင်ခဲ့တဲ့တင်ကေတာအကြောင်းနဲ့ဒီတင်ကေတာကိုသိတဲ့လူအကြောင်းဗီတာကိုမေးနေခဲ့ပါတယ်ဂျိတ်ကစာအုပ်ထဲကနေသူရှာတွေ့တဲ့ဓာတ်ပုံပြလိုက်ပြီးဗီတာကိုလိုက်မေးပြီးမယ်ဗီတာကတော့သူနဲ့ဝေးဝေးနေဖို့ပြောလိုက်ကာထွက်သွားခဲ့ပါတယ် ဒါပေမဲ့ကန်ဒီကတော့ခရစ်စီကိုတော်တယ်လိုက်ခဲ့ဖို့အလောကြီးနဲ့လာခေါ်ပါတယ်အလစ်ကလည်းဘာလို့မှမသိတဲ့အတွက်ကယ်လီနာမှာထိုင်နေခဲ့ပါတယ်ကယ်လီကကြောက်လန့်နေပြီးတော့သူ့ခေါင်းကနာလဲမနာဘူးဘာလို့မနာတာလဲလို့မေးပါတယ်ကယ်လီကညကအဖြစ်ပြက်တွေအခုမှသတိပြန်ရသွားပြီးတော့ brand တကားဖွင့်ပေးလိုက်တဲ့အတွက်မကောင်းဆိုးဝါးတွေဘားတွေကိုဝင်လာကြတာပါပြီးတော့မကောင်းဆိုးဝါးတွေကသူတို့ကိုတော်တယ်ခေါ်လာပြီးတော့ကယ်လီကိုအခုလိုတစ်ပင်မှာတန်ချောင်းနဲ့စိုက်ခဲ့ပါတယ်မကောင်းဆိုးဝါးတွေကသူတို့ကကစားကျင်လာလို့ပြောခဲ့ပြီးတော့ Brian ကိုသူတို့တတ်နေတာကို Kelly ကိုထိုင်ကြည့်ခိုင်းခဲ့ပါတယ်။ပြီးတော့ Kelly ကိုတော့မတတ်ဘဲဒီတိုင်းထားခဲ့လိုက်ပါတယ်။အဲအချိန်မှာပဲ Chrissy လည်းရောက်လာပြီးတော့ Kelly ကိုအားပေးပြီးတော့သူ့ခေါင်းကဒဏ်ရာကိုဆေးကြည့်လိုက်ပါတယ်။ဂျင်ကတော့အေးရပေါ်မှာလဲမနေနိုင်တဲ့အတွက်အတင်းမဲ့ထားလာခဲ့တာပါ။ Chrissy ကိုလာရှာတဲ့ Basketball ဘောကအဖွားကို Telly လည်းရောက်လာပြီးတော့သူကမြင်းလောင်းမှုအတွက်မြင်းပြိုင်ခွင့်ကို Basketball နဲ့သွားနေတာလို့ပြောပြလိုက်ပါတယ်။ Telly ကသူ့အသက်မသေးခင်မှာလှုပ်ချင်တာတွေလိုက်လုံနေတာပဲဖြစ်ပါတယ်။ဂျင်ကအခုမှ Marie ကိုမြင်မှုပြီးတော့ မာရီယက်ကခရစ်စတီနဲ့ဆေးစပ်ထားတဲ့လူစွာကိုတည်သွားခဲ့ပါတယ်။တပတ်မှာဖာတီမာကတော့ထုံးစံတိုင်းအသေးရောက်လာတဲ့လူတွေကိုကိုလိုနီအိမ်ကြီးရဲ့အကြောင်းကိုလိုက်ပြီးတော့ရှင်းပြနေတာပါ။ကိုလိုနီအိမ်ကြီးကိုပြင်ဆင်လို့ပြီးပြီဖြစ်တဲ့အတွက်ဒီအိမ်ကြီးမှာလူတွေပြန်ပြီးတော့နေကြတော့မှာဖြစ်ပါတယ်။အဲဂျင်ကလည်းဒီမှာနေမှာဖြစ်ပြီးအဲဂျင်ကဒီနားမှာရေကန်ရှိလားလို့ဖာတီမာကိုမေးပါတယ်။ဖာတီမာကရေကန်ကိုလိုက်ပြပြီးတော့ရှင်ဒီမှာရေကန်ရှိတာကိုဘယ်လိုလုပ်သိလာလဲလို့မေးလိုက်ပါတယ်။အဲဂျင်ကသူ့ဘတ်စကားပေါ်မှာအိမ်မက်မက်နေတော့မှာမြင်ခဲ့တာပါလို့ပြန်ဖြေလိုက်ပါတယ်။ ဖာရီမာအဲ့လိုပဲတချို့လူတွေမှာဒီများနဲ့ပတ်သက်ပြီးတော့ဒူးစန်းတဲ့အိမ်မက်တွေနမိတ်တွေမြင်တတ်ကြပါတယ်လို့ပြောပြပါတယ်။ဒေါ်ရဲမာတော့ခရစ်စီကငါတို့ဈေးဥမာဆိုရင်တော့ကယ်လီချီနေက15နာရီလောက်ခွဲဆက်ရမှာလို့ပြောလိုက်ပါတယ်။ကယ်လီဒီတိုင်းဘလောက်ကြာကြာအသက်ဆက်ရှင်နိုင်မလဲဆိုတာလည်းသူတို့လည်းမသိကြပါဘူး။ညမြောက်ခင်တို့ကယ်လီကိုဒီညာကနေအမြန်ခေါ်သွားမှရမှာဖြစ်တယ်လို့တန်ချောင်းကိုဘလို့ဆွဲထုတ်ရမလဲဆိုတာကိုလည်းမသိသေးပါဘူးကယ်လီလည်းသူ့ချင်းတွေကိုသူသိတဲ့အတွက်ငိုကြွေးနေခဲ့ပါတယ်ဒဗီတာနဲ့ဂျူလီတို့ကတော့စတိုကန်းတွေကနေ တို့နဲ့တော်တဲ့ဝေစားတွေကိုရှာနေကြပါလေတပီတာတို့ကကန်ဒီတို့အိမ်မှာတရန်ချမ်းနဲ့တူတူနေကြတော့မှာပါအဲ့ဒီမှာဂျိတ်လည်းနေနေတာပဲဖြစ်ပါလေတို့ကိုရောင်တွေကထွက်လာတဲ့အချိန်မှာပဲဖာတီမာကရုတ်တရက်ဆုပ်ဆုပ်ပြက်ပြက်ပုံစံနဲ့ကလေးလေးနှစ်ယောက်ကိုမြင်လိုက်ရပါလေဂျူလီကအမေဘာဖြစ်တာလဲလို့မေးလိုက်ပြီးတော့တပီတာကတော့အိမ်ပြန်ပြန်ကြအောင်လို့ပြောလိုက်ပါလေတပတ်မှာဘွိုက်ကတော့သူစနီးအဘီရဲ့မြေပုံကိုရောက်လာခဲ့ပါလေသူကအဘီကိုသူတော်ရဲသွားတာကထင်ထားသလိုအဖြေတွေရမလာခဲ့ကြောင်း ပြောပြီးတော့သတင်းကောင်းကတော့ Alistair Fardima တို့လက်ထပ်တော့မှလို့ပြောပြလိုက်ပါတယ်။ဘွိုင်လဲတော်ထဲမှာကြုံတွေ့ကြရတာတွေအတွက်စိတ်ထဲမှာမယုံနိုင်သလိုဖြစ်နေပြီးတော့ပေါက်ကွဲနေပါတယ်။တပီသားတို့ကတော့အိမ်ပြန်အောင်လာပြီးတော့ဂျူလီကအမေခုနဘာဖြစ်တာလဲလို့မေးလိုက်ပါတယ်။အားနဲ့တပီသားလဲသူခုတော့ထူးဆန်းတဲ့အမြင်တွေရနေကြောင်းပြောပြလိုက်ပြီးခုနသူ့အဆိုင်ကြည့်နေတဲ့ကလေးညောင်ကိုမြင်ခဲ့ရကြောင်းပြောလာပါတယ်။ကယ်လီကသူ့ကိုဖုန်းယူပေးဖို့ပြောပြီးတော့သူ့မေစီဖုန်းဆက်ရမယ်လို့ပြောတော့ခရစ်စီတို့ကဒီမှာဖုန်းလိုင်းမမိဘူးလို့ပြောပြလိုက်ပါတယ်။ ခရစ်စီကရှင်ပြောချင်တာတွေပြောခဲ့ဖို့ပြောလိုက်ပြီးရေးမိန်စီကိုစာပို့ပေးပါမယ်လို့ပြောလိုက်ပါတယ်။ကယ်လီလည်းသူ့မိန်းမမှားချင်တာတွေအကုန်လုံးပြောပြနေတော့မှာရုတ်တရက်နာနာချင်းချင်းနဲ့ထအော်ပါတော့တယ်။အဘီရဲ့မြေပုံစီလာတဲ့ဘွိုက်လည်းသူတို့စီကိုရောက်လာခဲ့ပါတယ်။အဲလစ်ကမကောင်းဆိုးရတဲ့ကယ်လီကိုဒီတိုင်းထားသွားခဲ့တာလို့ပြောပြလိုက်ပါတယ်။အဲနောက်ဘွိုက်ကကယ်လီနှစ်ဖူးမှစိုက်နေတဲ့တန်ချောင်းကိုစွဲနှုတ်ပေးလိုက်ပြီးတော့ကယ်လီလည်းသေဆုံးသွားခဲ့ပါတော့တယ်။ခရစ်စီလည်းအိမ်ပြန်ရောက်လာပြီးတော့ငိုနေတဲ့အတွက်မာရီယယ်ကသူ့ကိုနှစ်သိမ့်ပေးနေတာပါ။ န်ဒီနဲ့အလစ်ဆိုလည်းစိတ်မကောင်းဖြစ်နေပြီးတော့ကန်ဒီကအသူဘာကျရင်ဖတ်ဖို့အတွက်ဖာသာကာထရီရဲ့တရားစာအုပ်တွေရှာဖို့ဖះเจ้าကိုထွက်လာပါလေအလစ်ကတော့ဖာတီမာရှိနေတဲ့ထမင်းစားကန်းကိုရောက်လာပြီးဖာတီမာကိုအခုလက်ထပ်ကြအောင်လို့ပြောလိုက်ပါလေအစားသူတို့ဒီမှာစိတ်ဆက်အောင်ပဲစိတ်ဆက်ထားဖြစ်ပြီးတော့အိမ်ပြောင်းမှလက်ထပ်ကြမလို့ပါအခုတော့အလစ်ကထပ်ပြီးတော့မဆောင်ကျင်တော့လို့ပြောလိုက်ပြီးဖာတီမာလည်းဒါကိုလက်ခံလိုက်ပါလေဓမ္မမအီသန်လေးကတော့တရန်ချန်းရှာပေးလိုက်တဲ့တစ်သားတုံးတွေနဲ့စော့နေပြီး တပီသားကသူသားဆော့နေတာကိုထိုင်ပြီးတော့ကြည့်နေပါတယ်အဲဒီမှာပဲတပီသားကသူ့ကိုကြည့်နေတဲ့ကလေးနှစ်ယောက်ကိုထပ်ပြီးတော့မြင်လိုက်ရပါတယ်အားရတပီသားလည်းဤတန်ကိုချက်ချင်းအိမ်နဲ့ပြန်ခေါ်သွားလိုက်ပါတော့တယ်တပတ်မှာဒိုနာတော့သူတို့စိုက်ထားတဲ့စိုက်ခင်းတွေကိုဆစ်ဆေးနေပြီးတော့ဘွိုက်ကသူ့စီကိုယောက်လာခဲ့တာပါဘွိုက်ကကယ်လီအကြောင်းကိုပြောပြီးတော့ကယ်လီနဲ့သူ့ကောင်လေး Brian ကခီးထွက်လာကြတာလို့ပြောလိုက်ပါတယ်မကောင်းဆိုးရတွေကကယ်လီကိုတစ်ပေမှာတန်ချောင်းနဲ့စိုက်ပြီးတော့ Brian ကိုသူတို့ရဲဆက်ဆက်တပစ်တာကိုထိုင်ကြည့်ခိုင်းတဲ့အကြောင်းပြောပြလိုက်တော့ဒိုနာလည်းစိတ်ညစ်သွားပါတော့တယ် အဲ့တော့မှဘွိုက်ကပထမဆုံးသူအီရတ်မှာတာဝန်ထမ်းဆောင်ခဲ့တော့ကသူ့အဖွဲ့ကကောင်လေးတွေနဲ့ဌာနချုပ်ကိုပြန်လာတော့သူတို့ရဲ့ဂျစ်ကားကဘုံတစ်ခုနင်းမိကြောင်ပြောပြပါတယ်။ဘုံစားမှန်တာကြောင့်သူ့လက်ထဲပေါ်မှာတင်ကောင်လေးတောက်သေးဆုံးခဲ့ပြီးတော့အဲ့ဒါကဘွိုက်အတွက်ပထမဆုံးချိန်လူတယောက်သေးတာကိုအနီးကပ်မြင်မှုခဲ့တာပါ။ဖြစ်ချင်တော့အဲ့စစ်သားလေးရဲ့နာမည်က Brian Kelly ဖြစ်ပါတယ်။ဒီတော့ဘွိုက်ကကယ်လီကိစ္စမှာတော်လေးကိုစိတ်ထိခိုက်နေတာပါ။ဒိုနာဘွိုက်တယောက်တော်စိတ်ညစ်နေကြောင်သတိထားမိတဲ့အတွက်တော်ထဲမှာဘာတွေဖြစ်ခဲ့တာလဲလို့မေးလိုက်ပါတယ်။ ဘွိုင်းကတော့အဲ့ဒီအကြောင်းကိုမပြောဘဲနဲ့ထွက်သွားဖို့ပဲလုပ်ပါလေဒိုနာကနေခုမပြောချင်ရတယ်နေအစီအပြေတဲ့အချိန်မှပြောလို့ပြောလိုက်ပြီးအဓိကနေစိတ်လို့သွားမအောင်ငါဆိုရင်နာပဲလို့ပြောပြလိုက်ပါလေဒိုနာကအခုဒီမှာရှိနေလူတော်တော်များများတောင်းမခံနိုင်ဖြစ်နေကြပြီးတော့ငါတော့ဘလောက်ကြာကြာဆက်တောင်းခံနိုင်မလဲမသိဘူးလို့ပြောလိုက်ပါလေဘွိုင်းလည်းသူစိတ်သူထိန်းလိုက်ပြီးတော့ငါအစီအပြေတယ်လို့ဒိုနာကိုပြောလိုက်တာပါတမမကန်ဒီက Father Country ရဲ့ဘုရားကျောင်းမှာတရားစာအုပ်လိုက်ရှာနေပြီးမြေအောင်ခန်းကအတန်းတစ်ခုကိုကြားလိုက်ရပါတယ် ဲ့ဒါနဲ့မြောက်ခမ်းနဲ့စင်းကြည့်လိုက်ရမှာတော့စာရကိုမြင်လိုက်ရပါတော့တယ်နောက်တစ်ခါမှာတော့ကန်ဒီတို့ဒီမျိုးကိုစောက်ခါစားအချိန်ကိုပြန်ပြီးတော့မြင်တွေ့ရပါတယ်မစ္စလူးကစိတ်ချမ်းမာရေးတိတ်ပြီးတော့မကောင်းတဲ့အတွက်ခရစ်စီကမစ္စလူးကိုဈေးကမ်းမှာနေဖို့အတွက်ခေါ်လာခဲ့ပါတယ်မစ္စလူးကဈေးကမ်းမှာမနေခြင်းတဲ့အတွက်ကြောင့်ကန်ဒီနဲ့ဒီအန်ချန်တို့ကဖြောင်းပြပေးနေရပါတယ်ညာဘက်ဆိုလို့ရှိရင်တကားတွေကိုဖွင့်ပြီးမှဆိုးတဲ့အတွက်မစ္စလူးကိုတကားဖွင့်လို့မရတဲ့ဈေးကမ်းမြေအောက်ခန်းမှာထားဖို့လုပ်ရတာပါမစ္စလူးကကန်ဒီပြောတာကိုလက်မခံဘဲသူမိမ့်မှ ်ဒီအန်ချမ်းပြောတော့မှပဲဒီမှာနေဖို့ကိုလက်ခံလိုက်ပါတယ်ကန်ဒီကဂျန်နဲ့ပစ္စည်းတွေသွားယူလာရုံပဲလို့ပြောပြီးတော့ဈေးကမ်းပြင်ကိုထွက်လာပြီးသူ့ဖေကိုတယောက်တည်းခွဲထားမဲ့အတွက်ဝမ်းနေလို့နေပါတယ်ဘွိုက်ကကန်ဒီကိုလာနှစ်သိမ့်ပေးလိုက်ပြီးတော့သူ့လက်ထောက်ဒူရဲမှုလုပ်ဖို့အတွက်ကန်ဒီကိုကမ်းလှမ်းပါတယ်ဒိုနဲ့ကန်ဒီကဒူရဲမှုဖြစ်လာခဲ့တာပါခုတော့ကန်ဒီကသူ့ပင်မစ္စတာလူကိုသေစေခဲ့တဲ့ဆာရာကိုမြေအောင်ခန်းထဲမှာတွေ့လိုက်ရပါပြီဒါပေမဲ့ကန်ဒီကဈေးကမ်းတကောက်ကိုဆာရာဖွင့်ခဲ့တဲ့ကိစ္စကိုမသိသေးပါဘူးဆာရာအီတန်လေးကိုတတ်ဖို့စူးစမ်းခဲ့တဲ့ကိစ္စနဲ့ နေတန်သေးတဲ့အကြောင်းကိုပဲသိထားခဲ့တာပါကန်ဒီကဆောင်ရောက်ကိုတွေးလိုက်တဲ့နောက်မှာဘွိုင်းစီကိုချက်ချင်းပြေးလာပြီးတော့သူနဲ့ချက်ချင်းလိုက်ခဲ့ဖို့ပြောလိုက်ပါတယ်တပတ်မှာတပီသားကတော့သူကလေးနှစ်ယောက်ကိုထပ်ပြီးတော့မြင်းနဲ့အကြောင်းဂျူလီကိုပြောပြနေပါတယ်ပြီးတော့အီသန်ကိုခဏကြည့်ထားဖို့တဲ့ဂျူလီကိုမှားထားခဲ့ပြီးသူကဂျင်းနဲ့စကားပြောဖို့ထွက်လာခဲ့ပါတယ်ဂျိတ်လည်းအိမ်ပြန်အောင်လာပြီးတော့အီသန်တို့ကိုတွေးတော့မင်းတို့ခုဒီမှာနေနေပြီလားလို့မေးလိုက်ပါတယ်ဂျူလီကတော့အီသန်ဗစ်တာနဲ့တွေ့ကျင်တယ်ဆိုလို့ဗစ်တာစီကိုခေါ်လာခဲ့ပါတယ်ကန်ဒီကတော့ဘွိုင်းကိုဖျားအကြောင်းမြေအောင်ခန်းစီခေါ်လာပြီး စာရာကိုပြလိုက်တာပါကန်ဒီကစာရာကိုဖာသာကာရီဖွက်ထားတဲ့အကြောင်းနဲ့ဘွိုက်နဲ့စာရာတို့တော့တဲ့အတူတူသွားခဲ့တဲ့အကြောင်းကိုမသိသေးပါဘူးဘွိုက်ကစာရာကိုမြင်တော့ကန်ဒီကိုအပေါ်မှာစောင့်နေဖို့ပြောလိုက်ပါတယ်ကန်ဒီပေါ်ပြန်တက်သွားတော့ဘွိုက်ကစာရာလက်မှာကန်ဒီခတ်ထားခဲ့တဲ့လက်ထိတ်ကိုဖြုတ်ပေးလိုက်ပါတယ်တော်ရဲမှာတော့စာရာကြောင့်သာသူအသက်ရှင်ခဲ့တာဖြစ်တဲ့အတွက်စာရာကယုံမာတဲ့စိတ်နဲ့လူတွေကိုတတ်ခဲ့တာမဟုတ်ဘူးဆိုတာကိုသူလည်းသိရှိနားလည်သွားခဲ့ပါပြီဒီနေရာကသာစာရာကိုလှည့်စားပြီးတော့လူတွေကိုတတ်ခိုင်းခဲ့တာပါ ။ဆာရာရှင်တစ်ပေနဲ့ဝင်သွားပြီးတော့ကျမလည်း live ဝင်ခဲ့တာပဲလို့ပြောပြီးဆာရာတော့ဒီမြောက်ခန်းကိုတန်းတန်းမတ်မတ်ပြန်ပြီးတော့ရောက်လာခဲ့တာပါပဲ။ဘွိုက်ကသူ့ဘယ်ရောက်ခဲ့လဲဆိုတာကိုတော့မပြောပြခဲ့ပါဘူး။ဆာရာသူ့ကိုအဖြူအောင်ဝတ်စုံနဲ့ကောင်းလေးကလမ်းပြလို့တစ်ခေါင်းနဲ့ဝင်ရမယ်ဆိုတာကိုသိခဲ့တာလို့ပြောပြလိုက်ပါတယ်။ဘွိုက်ကဆာရာကိုနီဒီယိုပြန်အောင်လာတာဝမ်းသာတယ်လို့ပြောလိုက်ပြီးဒါပေမဲ့မျိုးဝလူတွေနေရှိနေအောင်တီးသွားလို့ရှိရင်ပြဿနာတက်ကုန်မှာလို့ပြောလိုက်ပါတယ်။ဆာရာကကျမဒီမှာဆက်နေလို့မရဘူးဆိုတာသိတယ်လို့ပြောပြီးတော့သူ့ကိုအပြစ်ပေးတဲ့တစ်တာတွေထည့်ဖို့ပြောလိုက်ပါတယ်။ ဒါပေမဲ့ boy ကလက်မခံပဲငါကန်ဒီနဲ့စကားသွားပြောလိုက်အောင်ပဲလို့ပြောသွားခဲ့ပါတယ်။ boy ကပုံပြန်တက်လာတော့ကန်ဒီကဘာဖြစ်နေရလဲလို့မေးလိုက်တာပါ။အဲ့ဒါနဲ့ boy ကဆာရာကဒီနေရာနဲ့ဆက်သွယ်မိနေလူလို့ပြောပြပြီးတော့ father carry သူ့ကိုရှင်းပြတော့ကလို့ပဲကန်ဒီကိုပြန်ပြီးတော့ရှင်းပြလိုက်ပါတယ်။ကန်ဒီလည်းခုမှ carry ကဆာရာကိုအရင်ဆုံးဖွက်ခဲ့တယ်လို့ဖြစ်တဲ့အကြောင်းတီးသွားခဲ့ပါတယ်။ boy ကဆာရာငါနဲ့တူတော်တဲ့ကိုလိုက်ခဲ့တာဆိုပြီးတော့ဆာရာကြောင့်ငါအသက်ရှင်နေတာလို့ဒါရီကိုပြောပြလိုက်ပါတယ်။ဆာရာမကောင်းတာတွေလုပ်ခဲ့တယ်ဆိုတော့ငါသိပြီမယ်။ ဒီညာသူ့အဲ့လိုမကောင်းတာတွေလှုပ်ပြောင်းလှဲစားခဲ့တာပဲလို့ကန်နီကိုဖြောင်းဖြားရင်းနဲ့ပြောလိုက်ပါလေကန်နီကခင်ဗျားကျွန်တော်လိန်ထားတယ်မြို့ကတခြားလူတွေကိုလည်းလိန်ထားလို့ပြောလိုက်ပြီးဒေါသထွက်နေတော့တာပါပြီးတော့ဂျင်းနဲ့တပီသာတို့သာသူတို့ကလေးကိုတတ်ဖို့ကြိုးစားခဲ့တဲ့စာရာသက်ရှင်တာတိသွားရင်ဘယ်လိုလုပ်မလဲလို့မေးလိုက်ပါလေဒါတော့ကန်နီကသူ့ဖေစာရာကြောင့်တည်ခဲ့တာကိုမသိသေးပါဘူးသူကစာရာကိုပြစ်ပေးမှရမယ်လို့ပြောနေပြီးတော့ဘိုက်ကတော့စာရာရောချားဘသူမှအရင်ပြစ်ပေးတဲ့တစ်တာတွေမဝင်ရတော့ဘူးလို့ပြောလိုက်ပါလေ ပြေးပေးတဲ့တစ်တာထဲမှာ friend အသက်ခံလိုက်တဲ့ကိစ္စနောက်ပိုင်းဘွိုက်ကအဲ့ဒီပြေးပေးတဲ့ကိစ္စကိုရော်လီစိတ်မကောင်းဖြစ်နေကြတာပါအဲ့လိုပြောနေတဲ့မူလဲတော့မလို့ဖြစ်လာတဲ့အတွက်ဘွိုက်ကလေရောင်းလို့ဆိုပြီးတော့အပြင်ကိုထွက်လာခဲ့ပါတယ်အဲ့မှာနေသူ့အရေးပြားအောင်မှာအကောင်ကြီးရွေးရှားနေတာမြင်လိုက်ရပြီးဘွိုက်တယောက်လဲကျသွားပါတော့တယ်ဂျူလီကအီသန်ကိုကိုလိုနီအိမ်ကြီးတီခေါ်လာပြီးတော့အီသန်ကဗီတာကိုသွားတွေ့ပါတယ်ဂျူလီကဖာတီမာနဲ့တွေ့ပြီးတော့ဖာတီမာအဲလစ်နဲ့သူတို့ဒီနေရာမှာနေလက်ထပ်ကြတော့မှာလို့ပြောပါတယ်ပြီးတော့ဖာတီမာကဂျူလီကိုသူတို့သမီးရန်လုပ်ပေးဖို့ပြောတဲ့အတွက် ဂျူလီလည်းအထာကိုလက်ခံလိုက်ပါတယ်။ဂျူလီကပြင်မာထိုင်တဲ့လူတယောက်ကိုတွေ့ခဲ့လို့ပြောလိုက်တော့ဖာတီမာအထာအဲဂျင်ဖြစ်ကြောင်းပြောလိုက်ပါတယ်။အဲဂျင်ပုံစံဒီကိုစောက်ခါသာအဆင်မပြေတဲ့ပုံပေါက်နေတဲ့အတွက်ဂျူလီကကိုချင်းစာပြီးတော့သူ့ကိုသွားနှစ်သိမ့်ပေးဖို့လုပ်ပါတယ်။ဗီတာပုံဆွဲနေုံတကားခောက်တန်ကြားတာကြောင့်ဖွင့်ကြည့်လိုက်တော့အီသန်ကိုမြင်ရပါတယ်။ဗီတာကတော့ဂျိတ်ကိုသူ့အခန်းထဲခေါ်လာတဲ့အတွက်အီသန်ကိုစိတ်ဆိုးနေပါတယ်။ဗီတာသူနဲ့တပီသားတို့လှိုင်ကောင်းထဲမှာမြင်ခဲ့တဲ့ပုံလေးကိုစွဲနေပြီးအီသန်ကိုတော့စိတ်ကောက်နေတဲ့အတွက်ပြန်ဖို့ပြောလိုက်ပါတယ်။ အဲ့ဒါနဲ့အီသန်ကတူလာတဲ့ရောင်စုံစော့ပင်လေးတွေကိုပေးလိုက်ပါလေဂျူလီကအေဂျင့်ကိုစကားလာပြောပြီးတော့နေရင်ဖွင့်စာရှိလို့ရှိရင်ငါ့ကိုပြောလို့ရရနော်လို့ပြောလိုက်ပါလေအဲ့ဒီမှာပဲအီသန်ကခဏလေးနဲ့ပြန်ထွက်လာတဲ့အတွက်ဂျူလီကအံဩပြီးတော့အီသန်ကိုအိမ်ပြန်လိုက်ဖို့ပါလေအဲ့ဒီမှာဘွိုက်ကတော့ခရစ်စီရဲ့ဈေးကန်ကိုရောက်နေခဲ့ပါပြီဘွိုက်ကသူဟာမဖြစ်ဘူးပေးမှန်းသွားအောင်ပါလို့ပြောမိခရစ်စီကအဲ့ဒါကိုလက်မခံပါဘူးအဲ့ဒါနဲ့ဘွိုက်ကတော်ထဲမှာတော့ပေးငူကိုက်ခံခဲ့ရတဲ့ဒန်ဟာရီကိုပြလိုက်ပါလေခရစ်စီကလက်မောင်းကဒန်ဟာအเจ้าမေးပေမဲ့ ။ဘွိုက်ကတစ်ကိုင်းနဲ့ချင်းမိလာပါလို့ပြန်ပြောလိုက်ပါလေ။ခရစ်စီကပင်းကိုကိုက်ခံတဲ့ဒံဟာရီကတော့ဘာမှအန္တရာယ်မရှိပါဘူးလို့ပြန်ဖြေပါလေ။ခရစ်စီကလက်တုံတော်ကိုဘလို့နေလဲလို့မေးလိုက်ပြီးဘွိုက်ကအဆင်ပြေပါတယ်လို့ပဲပြောနေပါလေ။အဲ့ဒါခရစ်စီကရှင်းနာဖို့လိုတယ်လို့ပြောလိုက်တာပါ။တကယ်တော့ဘွိုက်ကမာတင်နဲ့တွေ့ခဲ့ပြီးတဲ့နောက်မှာထူးဆန်းမဲ့လက်တုံတာပျောက်သွားပြီးတော့သူ့ကိုယ်ထဲမှာပိုးကောင်တွေရောက်လာတာပဲဖြစ်ပါလေ။ကန်ဒီကတော့ဆာရာစီကိုပို့ပေးဖို့အတွက်သူ့မိစီကအစားအသောက်တွေလာပြီးတော့ယူနေခဲ့တာပါ။တရန်ချန်းကမာရီယာရောက်လာတာကိုသိတဲ့အတွက် မင်းနဲ့ခရစ်စီတို့အစဉ်ပြေလားလို့မေးလိုက်ပါတယ်။ကန်ဒီကအစဉ်ပြေပါတယ်လို့ပဲပြန်ဖြေလိုက်ပါတယ်။ဓမ္မမဂျိန်းကတော့သူတယောက်တည်းအေးဆေးစဉ်းစားဖို့အတွက်နေရာလိုက်ရှာရင်နဲ့ဆုံးသွားခဲ့ဖြစ်တဲ့တွန်ရဲ့ဘားကိုရောက်လာခဲ့တာပါ။အဲမှာဘတ်စကားမောင်းနဲ့မြို့သမီးထိုင်နေတာကိုတွေ့လိုက်ရပါတယ်။အဲမြို့သမီးကစိတ်ပြက်လက်ပြက်နဲ့ထိုင်နေပြီးတော့ငါ့ကိုကားပြန်လှည့်ဖို့အတွက်အေဂျင်ဆွဲကောင်လေးကပြောခဲ့မိမယ်။ငါနားမထောင်ခဲ့မိဘူးလို့နောင်တတွေရနေခဲ့ပါတယ်။အဲနဲ့ဂျိန်းကမင်းတို့တစ်ပင်လဲနေအောင်မြင်မိပြီဆိုရင်အဲ့ဒီချိန်ကပြန်လှည့်လည်းမရတော့ဘူးလို့ပြောလိုက်ပါတယ်။ ဂျိတ်ကဒါနဲ့မမဟုတ်ပါဘူးလို့သူ့ကိုဖြောင်းဖြားပေးနေခဲ့ပါတယ်။ဒီမျိုးသမီးကတော့အဲ့ဒီကဒီကားကိုငါမောင်းခဲ့တင်တာမဟုတ်ဘူးလို့ပြောလိုက်ပြီးသူចောင်းစိတ်ပေးစရာရှိလို့ဒီကားကိုအချိန်ပိုင်းဝင်မောင်းခဲ့တယ်သူပါ။ကန်ဆိုးကျင်တော့သူကားမောင်းတဲ့အချိန်မှာဒီမျိုးတဲကိုရောက်လာခဲ့တာပဲဖြစ်ပါတော့တယ်။တပီတာကဈေးကမ်းမှာဂျင်းကိုလာစားပြီးတော့ဂျင်းကသူ့ဂရင်ပေါ်မှာရှိမနေပါဘူး။အားနဲ့မာရီယာကဂျင်းခုနလေးတွေမှာအပြင်ထွက်သွားတယ်လို့ပြောလိုက်ပါတယ်။ဂျင်းကဘတ်စကားပေါ်ကလူတွေသူတို့ပစ္စည်းတွေတင်းစင်းနေအောင်ကြည့်နေပြီးတော့တပီတာလည်းသူ့စီကိုရောက်လာပါတယ်။ ဂျင်ကတပီသားကိုပြောစရာတစ်ခုရှိတယ်လို့ပြောလိုက်ပြီးဒီနေရာကြီးကငါတို့စမ်းသပ်ဖို့ဒီဇိုင်းဆွဲထားတာဆိုရင်ဘယ်လိုလုပ်ကြမလဲလို့မေးလိုက်ပါတယ်။သူကရေဒီယိုနဲ့ဆက်သွယ်တဲ့အချိန်တုန်းကလူတယောက်အတန်ကိုကြားခဲ့တဲ့အတွက်အဲ့ဒီလိုမျိုးစဉ်းစားမိသွားခဲ့တာပါ။ဒီနေရာကိုလူတွေကပဲဖန်တီးထားပြီးတော့ဒီလိုဆိုးရတဲ့အချိန်ဒီမှာဆိုရင်လူတွေဘယ်လိုတုံ့ပြန်မလဲဆိုတာစမ်းသပ်တဲ့စမ်းသပ်ခိုင်းဖြစ်နေနိုင်တယ်လို့ဂျင်ကပြောနေခဲ့ပါတယ်။ဂျင်ကငါတို့တယောက်ကစောင့်ကြည့်နေနိုင်တယ်လို့လည်းထပ်ပြောလိုက်ပါတယ်။တမမဘွိုက်ကတော့ရုတ်တရက်သေးဆုံးသွားပြီဖြစ်တဲ့ Father Country ကိုမြင်လိုက်ရပြီး ်ကာထရီကသူ့ကိုစကားတွေပြောနေခဲ့ပါတယ်ကာထရီကမစ္စလူးကိုစာရာတတ်ခဲ့တဲ့အကြောင်းမင်းကန်ဒီကိုဘလို့ပြောပြမှာလဲလို့မေးနေတာပါကာထရီကကန်ဒီသာသူ့ဖေကိုတတ်ခဲ့တဲ့လူကိုမင်းကကာကွယ်ပေးထားပြီးတော့အဲ့လူကိုမင်းယုံကြည်နေရဆိုတာကိုပါသိသွားရင်ဘလို့လုံမလဲလို့မေးနေခဲ့ပါတယ်တကယ်တော့ကာထရီကကန်ဒီကိုစာရာကြောင့်အမှန်တိုင်းမပြောပြဖို့အတွက်ဘွိုက်ကိုတားနေခဲ့တာပါကောင်းဆောင်စွာတခါလီမှာခတ်ခဲတဲ့ဆုံးဖြတ်ချက်တွေလည်းချအောင်ပြောလိုက်ပြီးစိတ်ဝမ်းကွဲအောင်မလုပ်ဘူးတော့တားနေခဲ့ပါလေ ဘွိုင်းကတော့ငါကန်နီကိုလိန်ပြောမှာမဟုတ်ဘူးလို့ပဲပြန်ပြောလိုက်ပါတယ်။ခါထရီကတော့မင်းကကန်နီတို့အဖေတောက်လို့ဖြစ်နေပြီ။သူစိတ်ပြောင်းမလုပ်ပါနဲ့လို့ပြောလိုက်တာပါ။တမက်မှာဂျင်းကတော့ဒိုနာကိုလာတွေ့ပြီးတော့သူတို့ရေဒီယိုကနေကြားလိုက်တဲ့အတန်အကြောင်းကိုပြောလာပါတယ်။ဒီအတန်ကိုသူနဲ့ဒိုနာနှစ်ယောက်ပဲကြားလိုက်တာဖြစ်ပြီးတော့ကျန်တဲ့လူတွေကဒီအကြောင်းကိုမသိကြပါဘူး။ဒိုနာကနေပါတီဆောက်ယူထားနေရလဲလို့မေးလိုက်ပြီးတကယ်လို့ငါတို့ကိုစောင့်ကြည့်နေလူတွေရှိနေဆိုရင်တော့အဲ့လူတွေကငါတို့ဒုက္ခပေးနေတဲ့လူတွေဖြစ်မှာလို့ပြောလိုက်ပါတယ်။ ပြီးတော့တကယ်လို့ငါတို့တွေသူတို့အကြောင်းသိတာကိုသိသွားလို့ရှိရင်အဲ့လိုသားဆိုပို့ပြီးတော့ငါတို့ဒုက္ခရောက်နေမယ်လို့ပြောလိုက်တာပါပြီးတော့ရေဒီယိုတဲကအတန်းလူတန်လဲဟုတ်ချင်မှဟုတ်မှလို့ပြန်ပြောလိုက်ပါတယ်ဒိုနာဒီအကြောင်းဘယ်သူမှမပြောဘူးဂျင်းကိုသတိပေးလိုက်ပါတယ်တပတ်မှရန်တဲကတော့သူ့ပစ္စည်းတွေကိုလူတယောက်ကလာထိတဲ့အတွက်အဲ့လူကိုထိုးချိတ်နေပါတယ်ကိုလိုနီအိမ်မှာအကုန်လုံးကပစ္စည်းတွေဝေမျှသုံးကြပေးမယ်ရန်တဲကတော့လက်မခံပဲအခုလိုထိုးချိတ်နေခဲ့တာပါဒိုနာလဲရောက်လာပြီးတော့ရန်တဲကိုအဲ့လိုမလုပ်ဖို့ပြောပေးမယ် ရန်နေကတော့သူ့ပစ္စည်းတွေလာထည့်ရင်ဘယ်ကောင်ပဲဖြစ်ဖြစ်အပြင်းခံရမှာပဲလို့ပြန်ပြောလိုက်ပါတယ်။ဒါမှမဟုတ်ကန်ဒီကတော့စာရတ်တက်စားစရာတွေလာပို့ရင်လည်းဘွိုက်ပြောတာကနေသူ့သက်ကိုကယ်ခဲ့တာဆိုလို့မေးလိုက်ပါတယ်။ပြီးတော့နင်းုံအတန်တွေကအီတန်ကိုတတ်ဖို့အတွက်တိုက်တွန်းခဲ့တာလားဆိုပြီးတော့မေးလိုက်ပြီးအဲ့လိုမျိုးသူတို့လှုပ်ခိုင်းရမယ်မလှုပ်သင့်ဘူးလို့မတွေးမိဘူးလားလို့ထပ်ပြောပါတယ်။စာရတ်နေနားမလဲပါဘူးလို့ပြောလိုက်တော့ကန်ဒီကနင်းကြောင့်လူတွေသိသွားရင်ပြဿနာတက်မှာ။နေနေမဟုတ်ပဲဘွိုက်ကိုပါထိခိုက်စေမှာလို့ပြောလိုက်ပါတယ်။ဘွိုက်ကငါအထိခိုက်မခံနိုင်ဘူး။ ဒီတော့ငါ့ကိုနားလဲအောင်ရှင်းပြပါလို့ပြောလိုက်ပါတယ်ကန်ဒီကဆာရာကိုတငယ်ချင်းလို့သဘောထားခဲ့တာဖြစ်ပြီးတော့ကန်ဒီမေတျန်ချန်းကလည်းဆာရာကိုတမီးလေးတယောက်လို့ချစ်ခဲ့တာပါဒီတော့ကန်ဒီကနေငါ့ကိုနေပါလို့ဒီလိုမျိုးမကောင်းတာတွေလုပ်ခဲ့လဲဆိုတာရှင်းပြရင်ငါလည်းဘွားရဲ့အကူညီပြီးတော့မျိုးတွေကလူတွေကိုနေပြစ်မှုတ်ချောင်းဖြောင်းပြပေးနိုင်တယ်လို့ပြောလိုက်ပါတယ်ဆာရာကငါလုပ်ခဲ့တာတွေကပြန်ပြင်လို့မရဘူးလို့ပြောပြီးတော့ခွင်းလွန်တာတွေကလည်းငါလည်းမထိုက်တန်ပါဘူးလို့ပဲပြောလိုက်ပါတယ်ပြီးတော့ငါနေကိုပြောစရာတစ်ခုရှိတယ်လို့ကန်ဒီကိုထပ်ပြောလိုက်ပါတယ် တပတ်မှာဒိုနာတော့ရန်ဒဲကိုပေါက်ကွဲနေပြီးတော့ဖာတီမာကသူ့ကိုဖြောင်းပြနေပြီမဲ့မရတော့ပါဘူးဒိုနာရန်ဒဲကိုဆက်ပြီးတော့သီးမခံနိုင်တော့တဲ့အတွက်သူ့ပစိန်ကြီးကိုကောက်ကင်ပြီးသူကရန်ဒဲထက်ပိုကြမ်းကြောင်းပြဖို့လှုပ်ပါတော့တယ်ဒိုနာလဲနေရန်ဒဲကိုထားဆန်းလို့ပြောလိုက်ပြီးနေကဒီစည်းကမ်းတွေကိုမကြိုက်လို့ရှိရင်ကြိုက်တဲ့နေရာသွားပြီးတော့နေလို့ရတယ်လို့ပြောလိုက်ပါတယ်ဒိုနာရန်ဒဲကိုအိမ်ထဲကမောင်းထုတ်ပြလိုက်ပြီးတော့ဘတ်စကားစီကိုခေါ်သွားခဲ့ပါတယ်ပြီးတော့ဘတ်စကားပေါ်မှာနေခန်းလိုက်ပြီးတော့အဆောင်လက်ဖွဲတစ်ခုပေးခဲ့လိုက်ပါတယ်ဘတ်စကားပေါ်မှာတော့လူတွေတေခဲ့တဲ့အတွက်သွေးတွေကတော့ရှိနေတော့ပါ ဒိုနာနေဒီမှာတလောက်ထိဖြစ်ပြခဲ့တာတော့မှဒီချင်းလို့မယုံကျင်သေးဘူးလားလို့မေးလိုက်ပါတယ်။ပြီးတော့ဒီကောင်မှဘာလိုက်ကာမှမရှိဘူး။ဒီတော့အပြင်မှာဖြစ်ပြနေရတွေကိုညဆိုရင်အကုန်မြင်နေရလိမ့်မယ်။အဲ့ဒါဆိုရင်တော့ဒီဒီနေရာအကြောင်းကိုနားလေသွားလိမ့်မယ်လို့ပြောခဲ့လိုက်ပါတယ်။အဲ့ဒီမှာဘွိုင်းနဲ့ဆာရာနဲ့အတူရှိနေခဲ့တဲ့ဖခင်အကြောင်းကိုလာနေပြီးတော့သူ့ကိုတယ်လီကလာပြီးတော့နှုတ်ဆက်ပါတယ်။ပြီးတော့ကန်ဒီကဆေးကမ်းမတ်ကိုထွက်သွားတယ်လို့ပြောလိုက်ပါတယ်။တကယ်တော့ဆာရာကကန်ဒီကိုမေဆာလူကိုတေးစေခဲ့တာသူဖြစ်ကြအောင်အမှန်တိုင်းပဲဝန်ခံလိုက်ပါပြီ။ အိုင်ညာကစာရောမကောင်းဆိုးရတွေဝင်နိုင်အောင်လို့ဈေးကန်တကားကိုဖွင့်ပေးခဲ့လိုက်တာပါကန်ဒီကဈေးကန်ထဲကသူ့ဖေတေဆုံးခဲ့တဲ့ညာကိုသွားပြန်ကြည့်နေရပဲဖြစ်ပါတယ်ဘွိုင်းကသူ့နောက်ကလိုက်လာပြီးတော့ငါမင်းကိုဘုရားเจ้าမှာသွားရှာနေလားလို့ပြောလိုက်ပါတယ်ကန်ဒီကကျွန်တော်ဒီကိုမရောက်ခင်ကကျွန်တော်မေစိတ်ဆိုးတာစိတ်ပြက်တာမြင်ခဲ့ဘူးပြီမယ်သူ့မေကအရန်ကောင်းပါတဲ့အတွက်တခါမှမငိုခဲ့ဘူးလို့ပြောပြလိုက်ပါတယ်ဒါမဲ့အခုတော့ညာတိုင်းသူ့မေသူ့ခန်းထဲမှာငိုနေတာကိုကြားနေရပါတယ်ဒီအချမ်းကသူသားအင်းညာကဈေးကမ်းမှာသူ့ခင်မိုးနဲ့အတူရှိနေခဲ့မယ်ဆိုရင် သူ့ခင်မုန်းတေးမှာမဟုတ်လို့ယူဆခဲ့ပြီးသူ့ကိုယ်သူယူကျုံးမရဖြစ်နေတာပါကန်ဒီတိုကစိတ်ကန်းတကားပွင့်သွားတာမစ္စတာလူကမြေအောင်ခန်းကနေအပေါ်ကိုတက်လာပြီးတော့သူ့ဟာသူ့တကားကိုဖွင့်လိုက်လို့လို့ထင်နေကြတာပါဒီအတွက်တရန်ချန်းကသူသာရှိနေမစ္စတာလူတကားကိုမဖွင့်မိအောင်တားနိုင်မှာပဲလို့တွေးပြီးတော့သူ့အပြစ်လို့ယူဆနေတာပဲဖြစ်ပါတယ်ဒါမဲ့အခုတော့စိတ်ကန်းတကားကိုမစ္စတာလူကသူ့ဟာသူဖွင့်ခဲ့တာမဟုတ်ပဲစာရာဖွင့်ထားခဲ့တာလို့သိသွားခဲ့ပါပြီဘွိုက်ကငါမင်းကိုဒီကိစ္စပြောပြမလို့ပါပဲကွာအဲ့လိုပြောလိုက်ပြီးတော့ကန်ဒီကိုဖြောင်းပြဖို့စူးစမ်းပြန်ပါတယ်

from Syria season 2 episode 3နဲ့4ဖြစ်ပါတယ်။နောက်ဒီမှာနောက်ထပ် episode တွေဆက်ပြီးတော့တွားကြမယ်ခင်ဗျ။ Airbrush Channel ကို subscribe လုပ်ပြီးနောက်ခေါင်းလောက်နှိပ်ပြီးတော့စောင့်ကြည့်ပေးပါဦး။အဲ့တော့ဒီနေ့မှာအစားကနေစုံးဒီ live ပါကြည့်ရှုအားပေးခဲ့တဲ့ချိန်ပေးကြတဲ့ Borough တယောက်ချင်းဆိုင်ကျေးဇူးအထူးပဲတင်ရှိပါရခင်ဗျာ။ကျွန်တော်အန်ခင်မူပါ။